ဒီတစ်ချက်ကြောင့်အသိပေါ်ရရင်ဖြင့်မြင်တွေ့ရနိုင်ခြေရှိနေတဲ့ random နဲ့ messy ပရိသတ်များလုံးမဲ့မိလာပါဗျာရွှေရောအိုင်ဘတ်ခွန်ရှိကော online အင်ဂျင်ကနေပြန်လည်ကြိုးလိုက်ပါရင်ခမရကခရစ်စတီယာရိုနယ်ဒိုရဲ့ပေးသက်လားလီယိုနယ်မက်ဆီအားပေးသူလားခမရကမက်ဆီကိုမှဂိုးလို့တတ်မှတ်သူလားရက်ဒိုကိုမှဘောလုံးသမိုင်းရင်ထောင်ရာအကောင်းဆုံးအဖြစ်လက်ခံထားရသူလား ။ဘာပဲဖြစ်နေပါစေခင်ဗျားတို့မှာတူညီတဲ့အိမ်မက်တစ်ခုရှိမှာပါ။အဲဒီအိမ်မက်ကတော့မန်စီနဲ့ရော်နယ်ဒိုကိုတင်းထဲမှာတွဲကစားတာမြင်ချင်တာပဲဖြစ်ပါရင်မန်စီနဲ့ရော်နယ်ဒိုကိုပြန်မက်နေဖြစ်လုံလုံလောက်လောက်တွေ့ပူးပြီးခဲကြပါပြီ။ဒါကြောင့်အသင်းတော်တွေအဖြစ်နဲ့မြင်ချင်ကြတာကတော့ရန်နိုဖန်နေအတွက်ရောမန်စီဖန်နေအတွက်ပါသမားကဘောလုံးလောက်ကအခြေတစ်ခုလုံးရဲ့အိမ်မက်ပဲဖြစ်ပါရင်မန်စီကလလပပဂိုးဖန်နေရန်နိုကတည်တည်တတ်တအဆုံးတတ်တာမျိုးကိုအားလုံးကလုံလုံလောက်လောက်မြင်ချင်ကြတာဖြစ်ပါရင်ဒါဆိုရင်ဘောလုံးပရိသတ်တွေရဲ့အဆိုပါအိမ်မက်ဟာအကြောင်းရင်းတစ်ခုကြောင့်ပြေးလာနိုင်ချေရှိနေတာဖြစ်ပါရင် ရန်နိုနဲ့မန်စီတို့ကို GDA 6မထွက်ခင်မှာတသင်းနဲ့အတူတူမြင်ရနိုင်ချေရှိနေတာပဲဖြစ်ပါရင်ရန်နိုက NSR အသင်းနဲ့ဒီရာသီကောင်မှာစာချုပ်တန်ကောင်မှာဖြစ်ပါရင်ဒါကြောင့်ရန်ဒဝါလာမဲ့နေရာဒီမှာ sorry pro league နဲ့ NSR ကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာလို့ရနေတာဖြစ်ပါရင် NSR ဘက်ကစာချုပ်တန်တိုးခြင်းပေမဲ့သဘောတူညီမှုမရပဲဖြစ်နေတာဖြစ်ပါရင်အသက်၄၀ရွယ်ရှိပြီဖြစ်တဲ့ရန်နိုအနေနဲ့ NSR နဲ့စာချုပ်တန်မတိုးပဲစိန်ခေါ်မှုအသစ်တွေရင်ဆိုင်ခြင်းနေပုံရတာပါ တင်းနေရဖော်ပြချက်အရ Randwa 2025မှာကျင်းပမဲ့ကလပ်ကဘာပလာပဲဝဲကိုပါဝင်ရှင်းပြိုင်ကျင်းနေတယ်လို့ဆိုပါရင် NSA အသင်းကကလပ်ကဘာပလာဝင်ခွင့်မရတာကြောင့်အချိန်တွေကအဆင်မပြေဖြစ်နေတာပါကလပ်ကဘာပလာကဇွန်လ15ရက်နေ့ကနေဇူလိုင်လ17ရက်နေ့ထိကျင်းပမှာဖြစ်ပြီးအချိန်အားဖြင့်တစ်လလောက်ပဲကြာမှာဖြစ်ပါရင် ဒါကြောင့် Redo အနေနဲ့တလားလောက်ကလကပါဗလားဝင်ခွင့်ရအသိစီအငားနဲ့သွားကစားပြီးမှစာချုပ်ကုံဆုံးရင်အနစာအသိစီပြန်လာမျိုးလုံနိုင်ချေရှိနေတာဖြစ်ပါတယ်။တပတ်ပါမယ်စီကတော့အမေရိကန်နိုင်ငံကအင်ရှင်ဖြင့်ကျင်းပမယ်ကလကပါဗလားမှာဝင်ရောက်ကစားခွင့်ရထားပါတယ်။အင်ရှင်နိုင်ငံကကလပ်ဖြင့် Inter Miami ကဝင်ခွင့်ရထားတာပါ။ Inter Miami အသိဟာ RSA နဲ့စာချုပ်ကုံဆုံးမဲ့ Redo ကိုဖြစ်နိုင်ရင်ခိတအငားနဲ့ခေါ်ယူချင်နေပါတယ်။ Redo အနေနဲ့ကစားသမားအဖွဲ့အတွင်းကိုတထောင်မြန်ပြည့်ကျင်နေဆိုရင်ပွဲများများကစားဖို့လိုမှဖြစ်ပြီး သူအနေနဲ့ကလပ်ကပ္ပလားကိုလက်လွတ်ခံရင်မှာမဟုတ်ပါဘူး။ဒါကြောင့်အင်တာမိုင်ယာမီတို့ရိုနယ်ဒိုကိုခေါ်ယူခြင်းနဲ့ဆန္ဒပြေးလာမလားစောင့်ကြည့်ရမှာဖြစ်ပါရင်အကယ်၍ဖြစ်လာရင်တော့ရန်ဒိုနဲ့မက်ဆီတို့ကိုတသိန်းထဲမှာမြင်ကွင်းရတော့မှာဖြစ်ပါရင်2008ဘုရားဒီကနေစတင်ပြီးသူတို့နှစ်ဦးဟာဘောလုံးလောကရဲ့အကောင်းဆုံးစူပေးပွဲအဆင့်မြင့်တွေကိုအတူတကွတက်ရောက်ခဲ့ကြပါရင်ဘောလုံးလျောက်ဆုဆိုရင်လည်းသူတို့နှစ်ဦးကပင်တက်ရောက်လက်အစီယူခဲ့ကြတာပါ လာလီဂါမှာနှစ်အောင်စလုံးအတူတူကစားခဲ့စဉ်ကတော့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံနေကြောင်းမန်စီနဲ့ရိုနယ်ဒိုကိုလည်းရန်သူတွေတပွဲမီဒီယာတွေကအသက်သွင်းတယ်လို့ပြည်သက်တွေကြားမှလည်းတပွဲတွေမကြာခဏဖြစ်တာဖြစ်ပါတယ်။ကွင်းထဲမှာတူထက်တူပိုမိုတာလုံအောင်ခြေစွမ်းပြဖို့ကြိုးစားခဲ့ကြပြီးသွင်းကိုတွေနဲ့အပြိုင်ဆိုင်သွင်းယူခဲ့ကြပါတယ်။အကယ်၍မတူညီတဲ့ခင်းတစ်ခုမှသာသူတို့နှစ်ဦးပေါ်ထွန်းလာခဲ့ရင်မက်ဆီကလည်းအခုထက်ပိုပြီးများပြားတဲ့ဒဂိုရောစုစိတ်တွေရရှိမှာဖြစ်တယ်လို့ရန်လိုကလည်းအခုထက်ပိုပြီးတော့ဒဂိုရောစုစိတ်တွေစံရီမှတ်တမ်းတွေကိုရနိုင်တော့မှာပါ။ တချို့ပြည်သက်တွေကတော့သူတို့နှုတ်ကိုတသိန်းနဲ့အတူတူတွဲကစားတာမြင်တွေ့ခွင့်ရဖို့စိတ်ဆန္ဒပြင်းပြနေကြပါရင်ရွယ်လုံးနဲ့တွဲကစားခွင့်ရမယ်ဆိုရင်ကစားကြံဆိုတဲ့မိကုံကိုမန်စီကအခုလိုဖြေယူပါရင် ရဲတို့ကကမ္ဘာကောင်းဆုံးအဆုံးသက်ဆွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့ကစားမပါသူနဲ့တွဲကစားခွင့်ရဖို့ဆိုတော့ကစားမရရင်အတွက်အိမ်မက်ပါပဲကျွန်တော်ကဂိုးဖန်နီရတာကိုလည်းကြိုက်နေတတ်သူပါသူဂိုးရင်သွင်းယူနိုင်ဖို့ဂိုးဖန်နီပေးနိုင်ပါတယ်ဆိုပြီးပြောခဲ့ပူပါတယ်ရဲတို့ကမက်ဆီနဲ့ပတ်သက်ပြီးအမြဲတမ်းလေးလေးစားစားဆက်ဆံနေတယ်လို့မက်ဆီကလည်းရဲတို့ဆိုရင်အမြဲတမ်းပေါ်ပေါ်ယူပြုံးရင်ပြတဲ့သူပါဘောလုံးလောက်ကအနားယူသွားချိန်မှာရန်ညိုးနေရှိတယ်ဆိုတဲ့ဆာလက်ဖာဂူဆန်နဲ့အာဆင်ဝင်းကတော့ညစာတွေတူတူစားစကားတွေပြောနေကြတယ်ဆိုတော့အနာကက်မှာဒီကုန်းနှစ်ပါးကိုအတူတကွသွားလာတာမြင်ကောင်းမြင်ရမှာပါ တင်းနေမှာအတူတူမြင်ရမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page နေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေဒီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။